မာဗနူးလအငားအရာကိုလာရောက်လျှောက်ထားသူတသောင်းကျော်ရှိပြီးမက်ချ်လာထဲမှာပဲမဲဆင်းနဲ့ရွေးချယ်ပေးသွားမယ်လို့ရောင်တိုင်းဒေတာကြီးအစိုးရယုံတောင်ရှိသူကပြောဆိုလိုက်ပါတယ်။ဇေယချမ်းရဲကသတင်းပေးပို့ထားတာပါခင်ဗျာ။ဆောင်းကုံမျိုးနယ်အမှတ်နှစ်လမ်းမကြီးဘေးမှာတည်ဆောက်နေတဲ့မဟာဗနူးလအငားအရာမှာနေထိုင်ခွင့်ရဖို့ရန်ကုန်တိုင်းဒေသကြီးအစိုးရစီကိုလာရောက်လျှောက်ထားသူတသောင်းကျော်ရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရစွမ်းရင်ဆောက်လုပ်ရေးနှင့်တည်တော်ရေးဝန်ကြီးဌာနဝန်ကြီးဦးကျော်စိုးကပြောဆိုလိုက်တာပါ။ ဖေဖော်ဝါရီ၁ရက်ကနေ၁၅ရက်နေ့အထိအငှားအင်အားအတွက်တိုင်းဒေသကြီးအစိုးရရုံးမှလျှောက်လာတင်သွင်းခွင့်ပြုခဲ့ပေမဲ့လာရောက်လျှောက်ထားသူများပြတဲ့အတွက်ဖေဖော်ဝါရီ၄ရက်ကစပြီးသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာပါလျှောက်လာတင်သွင်းခွင့်ပေးခဲ့ပါတယ်။ကျွန်တော်အကြမ်းပြောရရင်တော့တောင်းကနာရှိပဲလို့ပဲပြောလို့ရအောင်ပါဗျာ။ကျွန်တော်တို့ကမြို့နယ်တွေမှာအကုန်လုံးကိုဟိုကျွန်တော်လျှောက်လာတင်မခွင့်ပြုလိုက်တယ်လေ။အဲ့တော့မြို့နယ်တွေကမှတင်လာတဲ့လျှောက်လာတွေကိုခရိုင်မှာတင်မယ်။ခရိုင်မှာစုစည်းပြီးတော့ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရကိုပို့မှာဆိုတော့အချင်းတော့နည်းနည်းပြရအောင်။ မာမန္ဒူလာငှားရရမှာအင်ကန်ပေါင်း1200သာပါဝင်မှာဖြစ်ပြီးလာအောင်လျှောက်ထားသူ1000ကျော်ရှိနေတဲ့အတွက်လာမယ့်မတ်လထဲမှာမဲနိုင်ပေးသွားမှာဖြစ်ပြီးအများပြည်သူစိတ်ကြင်ကြမ်းမှုရှိအောင်ပွင့်လင်းမြင်သာမှုရှိရှိဆောင်ရွက်ပေးသွားမယ်လို့လည်းသိရပါတယ်အဲ့တော့အတန်းနိုင်ဆိုတော့ကျွန်တော်တို့ဟိုကွန်လင်းမြေဆောင်မှုရှိအောင်လို့လုပ်သွားမှာပဲဒါတွေကလည်းဘာမှဟိုကွယ်ခွက်စရာအကြောင်းမရှိဘူးကိုယ်ကိုလင်းမြေကျွန်တော်နှိုက်ပြီးတော့လင်းနိုင်ပြီးတော့ကျွန်တော်ထုတ်ပြန်သွားပါလားအရင်လက်ကျွန်တော်လုပ်ခဲ့ကြတဲ့အစင်လာတွေကျွန်တော်တို့မှာရှိတယ်အဲ့တော့နေရာကြဲကြဲဝန်းတဲ့နေရာလောက်မှာတော့စောင်းရမယ်လို့အကြံပြုတော့ကျွန်တော်စဉ်းစားထားတယ် မာဘန်ဒူလာ900ကအင်္ဂန်းတွေမှာအိတ်ခမ်း2ခမ်းရေချိုးခမ်းနဲ့တန်းစင်ခမ်းတွေပါဝင်မှာဖြစ်ပြီးအကြမ်းအဖြစ်အခန်းကျယ်ဝန်25စတူရန်ပေရှိပါတယ်။အဲ့ဒီအင်္ဂန်းတွေကို900ရန်ငွေရသူတွေဟာရန်ကုန်တိုင်းဒေသကြီးအစိုးရကိုလားစဉ်900ရန်ကငွေကျပ်3000သာပေးသွင်းရမှာဖြစ်ပါတယ်။ကျွန်တော်ကဆီယချမ်းကြီးပါ။